bé con mà Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ။ဟိုဘက်ဒီရောဖောင်းပြတင်ကိုခေါ်နေလို့ရလဲ။ထက်လို့ပြမယ်။နေပြီးတော့အနည်းတွင်ယနေ့နံနက်ပိုင်းငလင်လှုပ်ခတ်မှုပြည်သူများတိတာစွာ ခံစားရပြီးနေအိမ်ပေါ်မှ ပြေးဆင်းရနေပြီးတော့အနည်းတွင်ယနေ့နံနက်ပိုင်းငလင်လှုပ်ခတ်မှုပြည်သူများတိတာစွာခံစားရပြီး နေအိမ်ပေါ်မှပြေးဆင်းရကြောင်း နေပြီးတော့မှဝန်ထမ်းအတိုင်းဝိုင်းကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုကြသည်ယနေ့နံနက်၈နာရီဆက်တမိနစ်အချိန် ်နေပြည်တော်ပြင်းမနာနှင့်ပဝင်းကျင်ဒေသများတွင်ငလျင်တိတာစွာလှုပ်ခတ်သွားကြောင်းနေအိမ်များရိမ်းထိုးသွားပြီးငလျင်လှုပ်ခတ်ချိန်မြေကြီးလှုပ်ရှားသည့်ကျေလောင်သောအတံပါကြားရကြောင်းနေပြည်တော်ရွှေကြာပင်ရက်ွက်တွင် နေထိုင်သူဝန်ထမ်းတအူးကဆိုသည်ပြင်းအားလေးလောက်တော့ရှိမယ်ထင်နေတော်တော်တိတိတတ်တာလှုပ်တာ လူတွေလည်းအကုန်ပြေးထွက်လာကြတာ ကိုရင်မဟုတ်ဘူးကိုရဲ့ကွက်ထဲကလူတိုင်းပြေးထွက်လာရတာလှုပ်တဲ့အချိန်တော့တိုတယ်ဒါပေမဲ့လှုပ်သွားတာကျန်းနာဟုငင်းကဆိုသည်ယမန်နေ့ဇွန်လ၄ရက်နေ့မြန်မာစံတော်ချိန်မွန်လွယ်၁၂နာရီ၄၆မိနစ်အချိန်ကလည်းရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့အနီးမြေအောက်အနက်၃ကီလိုမီတာကိုဗဟိုပြု၍ရစ်တာစကေးလေးတသမ၅အဆင့်ရှိ နလီလှုပ်ခတ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ထားသည် Thank you.